မင်္ဂလာပါပရိသတ်ကြီးဘုန်းကြီးဒီနေ့မှာတော့ဘဝတွေကနေ့စဉ်ကြုံရတဲ့သဘောတရားလေးတွေတဲကမှ ရှုပ်ရှုပ်ထွေးထွေးလေးတွေကြားမှ ရောက်နေတတ်တဲ့အခြေအနေမျိုးတွေနဲ့ပတ်သက်ပြီးဟောပြပါမယ်ပရမဟူဆုံးပြောပြချင်တာကတော့ ရဲစီပါရှင်။ဘာသာစီပါ။ဘာသာစီပါ။ဘာသာစီရိုက်ဆိုတဲ့အဆိုးစရိုက်တွေနဲ့မွေးပွားလာတဲ့သူမျိုး။ရာဂနဲ့စေမွေးပွားလာပြီဆိုရင်သူကအမြဲတမ်းတမတ်စိတ်ရှိနေတတ်တယ်။ဒေါသစရိုက်နဲ့မွေးပွားလာတဲ့သူမျိုးကတော့ဘယ်အရာကိုမစိုးသူကစိတ်တူလွယ်တယ် ပြင်းမာလွယ်တယ်ကဲ့ရဲ့လွယ်တယ်ပေါ့မောဟစရိုက်နဲ့မွေးလာတဲ့သူကတော့သင်ရင်တော်မှ မတတ်နိုင်တဲ့လိလာစွာအားလဲနေတဲ့လူမျိုး ဖြစ်တတ်တယ်အဲ့ဒီလူမျိုး မကောင်းတာတွေရှိတယ်လို့တတ်တာစရိုက်တို့ဗုဒ္ဓစရိုက်တို့ဆိုတဲ့လူလိုမှတရားတရားနဲ့ ရရောတတ်တဲ့သဘောတရားလေးပညာပါလာတာမျိုးပညာနဲ့ဆင်ခြင်ပြီးမှပြောတတ်ဆိုတတ်နေတတ်တဲ့သူမျိုးဇယိုက်ဆုံးတယ်ဝိတ္တဇယိုက်နဲ့မွေးတဲ့သူကတော့အတွေ့အများတွေအဲ့ဒီအရာတွေကပဲလူတွေကို မတူစေပဲနဲ့ရှုပ်ထွေးတဲ့လောကကြီးဖြစ်သွားစေတော်တာ အတော့သူ့အလိုနဲ့ကိုယ်အလို တထထဲကြနေဖို့မဖြစ်နိုင်ဘူး။ Now ကိုလိုချင်တာတွေကြည့်ပဲသူတို့စီကနေအမြင်မရနိုင်ဘူး။ကိုမြင်တယ်လို့လဲလူတိုင်းလိုက်ပြီးတော့မမြင်နိုင်ဘူး။သူတို့မြင်တယ်လို့လဲကိုမြင်ချင်မှမြင်မယ်။ကိုခံစားတယ်လို့သူတို့လိုက်ခံစားချင်မှခံစားမယ်။သူတို့ခံစားနေတယ်လို့မျိုးလဲ ကိုခံစားခြင်းမှာခံစားမယ်အဲ့ဒါကိုကကွဲပြားနိုင်မှုတွေပဲအဲ့ဒီကွဲပြားမှုတွေကြာမှာအစဉ်ပြေအောင်နေနိုင်တာတစ်ခုကတော့တရားရင်ကျက်ပြီးတော့အဲ့ဒီတရားသဘောလေးနဲ့ဆင်ခြင်ပြီးဖြစ်တတ်တဲ့သဘောတွေပြောင်းလဲတတ်တဲ့သဘောတွေပေါက်ပြန်တတ်တဲ့သဘောတွေကို နားလည်ထားတာအကောင်းဆုံးပဲ ။မြတ်စွာဘုရားဟောတယ်လို့ဘယ်အရာမှမမြဲဘူးဆိုတော့ဘုအမြဲတမ်းမြင်နေအောင်ကြိုးစားနေရမယ်။ဉာဏ်ရှိမှမြင်နေတဲ့အရာတွေကလည်းခဏတာပဲ။စကားတွေနားထောင်ပြီးတော့ကြားနေရတဲ့အရာတွေအားလည်းခဏတာပဲ။အဲ့လိုဆိုတော့အမြင်အာယုံတွေကြောင့်စိတ်တွေရှုပ်စိတ်ရှုပ်စရာကောင်းတဲ့ အမြင်အာယုံတွေဖြစ်လို့စိတ်ကရှုပ်စိတ်ရှုပ်စရာကောင်းတဲ့စကားတွေအတန်တွေဖြစ်တဲ့အတွက်ကြောင့်စိတ်ကရှုပ်ကိုယ်စိတ်ကရှင်းရှင်းမနေတတ်လောကကတော့ခုနပြောတဲ့အတိုင်းဇယိုင်းစုံနဲ့မွေးဖွားလာတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ကိုယ်နဲ့မတူတဲ့သူတွေကြီးပဲတွေ့ရမှာအတိတ်ကံတွေလည်းမတူဘူးအတိတ်တော့ငါပြုခဲ့တဲ့ကံတွေက ကိုယ်ကိုပညာအားကောင်းစေတဲ့ကံတွေပါလာတဲ့သူတွေကတော့ပညာနဲ့ဆင်ခြင်ပြီးတော့မြင်တတ်ကြသုံးတတ်တတ်ကြပေမယ်ပညာအားကောင်းစေတဲ့ကံတွေ ပါမလာတဲ့သူမျိုးတွေကတော့တုံတိုက်တိုက်ကြားကြိုက်ကြိုက်ထင်တယ်လို့ကောက်ချက်ချမဲ့လူမျိုးတွေနဲ့တွေ့တယ်အဲ့တော့ဒီလိုရှုပ်ထွေးနေတဲ့ခြားထဲမှာ ကို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 စိတ်ကိုတရားနဲ့မဆုံးမနိုင်ရင် တရားကိုမမြင်နိုင်ရင် စိတ်တွေပိုရှုပ်လာတတ်တယ်။အေးချမ်းမှုကိုတွေ့မှာမဟုတ်ဘူး။ကောင်းတာလှုပ်ခြင်းလေဆိုပေမဲ့အတ္တဆိုရင်ပါနေတတ်တယ်။ကိုကြိုးကြည့်တဲ့စိတ်ပါနေတတ်တယ်။စတဲ့ကိုစိတ်ကတောင်မှရှုပ်ရှက်ခတ်တတ်တယ်ဆိုတော့အရင်နားလဲအောင်ကြိုးစား။အဲ့တော့အရှင်းဆုံးစိတ်ဖြစ်နေအောင် ြင့်နိုင်ရင်အကောင်ဆုံးပဲအမြဲတမ်းကိုယ့်ကိုယ်ကိုဆုံးမတပတ်သားစီကနေပြီးတော့အများကြီးမမျှော်လင့်နဲ့အကျိုးတွေမျှော်လင့်တာမျိုးတွေမရှိစေနဲ့လူတယောက်နဲ့တွေ့ရင်အဲ့ဒီလူတယောက်ကို လူတယောက်လို့သာခံယူလိုက်သူစီကနေသူ့ရဲ့ပိုင်ဆိုင်မှုတွေသူ့ရဲ့ဂုဏ်တွေသူနဲ့ပတ်သက်တဲ့ကိုမမောစရာကောင်းတဲ့အရာပဲ မကြည့်နဲ့မခံစားနဲ့သူနဲ့ပတ်သက်တဲ့မနှိမ့်ညို့ပွဲဆက်ဆုပ်ပွဲအရာတွေကိုလည်းစိတ်မဝင်စားနဲ့လူတယောက်ကို လူတယောက်လို့သာခံယူလိုက်အေးသွားလိုက်အဲ့လို အရှင်ဆုံးစိတ်ဖြစ်နေဖို့လေ့ကျင့်ရတယ်အဲ့တော့ဒီနေ့တော့ဒီလောက်ပဲအဲ့ဒီလို မျိုးရှုပ်ထွေးမှုတွေကြားထဲမှာ ကိုယ်စိတ်ကလည်းရှုပ်ထွေးနေမှဆိုရင်တော့စိတ်ဆင်းရဲမှုတွေအများကြီးကြုံရတတ်တယ်။စိတ်ချမ်းသာခြင်းရင်အရှင်ဆုံးစိတ်နဲ့လောကကိုကြည်တတ်ပါစေ။ဆုတောင်းပေးတယ်။ကဘာသူကဘာသာပေါင်းစိတ်ရှင်း၍အမြင်ရှင်းကရှင်းလင်းသောနှလုံးသားနဲ့အေးချမ်းကြပါစေ။